ိုရီးယားစစ်ပွဲအတွက်လားမြောက်ကိုရီးယားရုရှားပူးပေါင်းမှုရဲ့နောက်ကွယ်ကအနေနဲ့မင်္ဂလာပါခင်ဗျာဘာမဆန်းများကနေပြန်လည်ကြိုဆိုလိုက်ပါရင်ကဲဒီနေ့တော့နိုင်ငံရေးလဲကွက်တွေဂျားကရွှေကွက်တဲကွက်လေးတွေအကြောင်းကျွန်တော်တို့ဆွေးနွေးကြည့်အောင်မြောက်ကိုရီးယားကရုရှားကိုစစ်တီတွေစာပြီးပို့ဆောင်ပေးတာ2024နှစ်ကုန်ပိုင်းလောက်ကပါအခုထိဆိုရင်တနေ့တောင်မပြေသေးပါဘူးမြောက်ကိုရီးယားတပ်ဖွဲ့ဝင်6000လောက်ကတော့တေဆုံဒါမှမဟုတ်ဒဏ်ရာရရှိခဲ့ပြီလို့ခန့်မှန်းရပါရင်ဒီလောက်အထိနာနေပေမဲ့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အုံးကတော့နောက်ထပ်စစ်တီ6000ကို Crescent Overlast Data ရဲ့ ွေးချောင်းစီးနေတဲ့စစ်မြေပြင်နဲ့ထပ်ပို့ဖို့ကလေးပြူထားပါတယ်သူတို့ကအဲ့ဒေတာကိုပြန်လည်တိဆောင်ရေးအတွက်ကုညီဖို့ဆိုပြီးပို့မှာပါတကယ်တော့ဒါဟာထူးထူးခြားခြားဆုံးဖြတ်ချက်တစ်ခုလို့ပြောမှာပါဒီအခြေအနေတရက်ကကင်ဂျုံအွန်းဟာရုရှားနဲ့ဆက်ဆံရေးကိုဘလောက်ထိအလေးထားလဲဆိုတာကိုလည်းပြသနေပါတယ်စစ်ပွဲစားနေကလေးကမြောက်ကိုရီးယားဟာရုရှားဘက်ကနေရပ်တည်တဲ့နိုင်ငံအနေငယ်တွေကတနိုင်ငံမှာ2022မှာဆိုရင်ရုရှားနဲ့ဆီးရီးယားပြီးရင်တတိယမြောက်နိုင်ငံအဖြစ်ရုရှားကြောထောက်နောက်ခံပြူထားတဲ့လန်ရှက်နဲ့ ဒေါ်နက်ဒေတာတွေကိုတေးချာရက်တည်နေတဲ့ပြည်သူတမ်မရနိုင်ငံတွေဆိုပြီးတော့အသိမှတ်ပြုခဲ့ပါတယ်ဒီလိုလုပ်လိုက်တာကြောင့်ယူကရိန်းကချက်ချင်းဆိုလိုပြင်းပြင်းထန်ထန်ရှုတ်ချပြီးမြောက်ကိုရီးယားနဲ့တနမန်ဆက်ဆံရေးအားလုံးကိုဖျက်ချောက်ခဲ့ပါတယ်ယူကရိန်းနိုင်ငံသားရင်းဝင်ကြီးဌာနကရုရှားဖယ်ဒရေးရှင်းအားယာယီသိမ်းပိုက်ထားတဲ့ယူကရိန်းနိုင်ငံရဲ့ဒေါ်နက်တစ်နဲ့လူဟန်စစ်ဒေတာတွေမှာလွတ်လပ်ရေးလို့ခေါ်ဆိုတဲ့အရာတွေကိုအသိမှတ်ပြုတဲ့နယ်ဆိုတဲ့မြောက်ကိုရီးယားရဲ့ဆုံးဖြတ်ချက်ကိုပြင်းပြင်းထန်ထန်ရှုတ်ချပါတယ် ီလိုမလိုလားအပ်တဲ့လုံရက်တွေကိုတုတ်ပြန်တဲ့အနေနဲ့ယူကရိန်းကမြောက်ကိုရီးယားနဲ့တန်တမန်ဆက်ဆံရေးကိုဖျက်တောက်ကြောင်းကြေညာလိုက်ပါတယ်နိုင်ငံရေးဆက်ခုံမှာတော့မြောက်ကိုရီးယားနဲ့နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကြောင့်နိုင်ငံရေးနဲ့စီးပွားရေးစိုက်သွယ်မှုကိုဆိုင်းငံ့ထားတာပါလို့သူတို့ကထုတ်ပြန်ခဲ့ပါတယ်အဲဒီနောက်ပိုင်းမှာလည်းမြောက်ကိုရီးယားဟာရုရှားရဲ့ကျူးကျော်မှုကိုဆက်လက်ထောက်ခံခဲ့ပါတယ်တခြားနိုင်ငံတွေကပူတင်အစိုးရကိုရှောင်ပယ်ပိတ်ဆို့နေတဲ့အချိန်မှာတော့မဟုတ်ပါဘူး ခေါင်းဆောင်ကင်ဂျုံကရုရှားစစ်တပ်ကိုလက်နက်ကြီးတွေဒုံးကြီးတွေခဲယမ်းမီးကြောင်းတွေအထိပေးပို့ခဲ့ပြီးရုရှားတပ်တွေကဒါတွေကိုယူကရိန်းကိုတိုက်ခိုက်ဖို့သုံးခဲ့တယ်ဆိုပါတော့အချိန်ဒီကောင်2024အော်တိုဘာလမှာတိတိတသာပြောင်းလဲသွားခဲ့ပါတယ်အကြောင်းရင်းကတော့မြောက်ကိုရီးယားစစ်တီတွေကိုရုရှားကိုပို့ဆောင်ပြီးရုရှားရှေ့ပိုင်းဒေသတွေမှာပြင်းထန်လေ့ကျင့်ပေးနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ရာကနေစတယ်ဆိုပါတော့အဲ့လာတွေမှာပဲယူကရိန်းစစ်ဘက်ထောင်လန်းရေးအေဂျင်စီ HUR ကမြောက်ကိုရီးယားတပ်တွေကို Crash Overlands လို့ရောင်းနေပြီလို့ပြောခဲ့ပါတယ်အမေရိကန်ကာကွယ်ဝင်ကြီးဌာနရဲ့အစိုးရခန်းစာတွေရတော့လာကုန်တဲ့အထိမြောက်ကိုရီးယားတထောင်လောက်အိတ်ဒေတာတွေကိုရောင်းနေပြီလို့ခန့်မှန်းထားပါတယ်အဲဒီနောက်ပိုင်းမှာတော့သတင်းရင်းမြစ်ပေါင်းစုံကမြောက်ကိုရီးယားစစ်သားတထောင်တထောင်ကနေတောင်းလေးတောင်ကြောင်းရုရှားဘက်ကနေတိုက်ပွဲဝင်မှုပို့ဆောင်ခံခဲ့ရတယ်လို့ဖော်ပြခဲ့ပါတယ်နောက်ဆုံးထပ်သတင်းတွေမှန်ကန်နေဆိုရင်တော့အဲဒီစစ်တီတွေရဲ့ထက်ဝက်လောက်ဟာအခုချိန်မှာတိုက်ဆုံဒါမှမဟုတ်ဒဏ်ရာရရှိခဲ့ပြီးပါပြီ ဒီသတင်းကိုတော့နိုင်ငံရေးစောက်ကြီးလေးလာသူတွေအဖို့ဇုံကြည်အားထားတဲ့သတင်းရင်းမြစ်ဖြစ်တဲ့ဗြိတိန်ကာကွယ်ဝင်ကြီးဌာနကဂျော်လ19ရက်နေ့မှာ H မှာမျှဝေခဲ့တဲ့ Defense Intelligence Update ကနေသိရတာပါဒီ update မှာဖော်ပြထားတာကမြောက်ကိုရီးယားတပ်ဖွဲ့တွေဟာရုရှားမှာယူကရိန်းတပ်ဖွဲ့တွေကိုထိုးစစ်ဆင်တိုက်ခိုက်ရမှာ6000ကျော်ထိခိုက်မှုရှိခဲ့တာသိကြတာတော့ပါပဲစုစုပေါင်းထိခိုက်မှုတွေဟာ Crash data ကိုစတင်စေလွှတ်ခဲ့တဲ့မြောက်ကိုရီးယားစစ်သည်1000တထောင်လောက်ရဲ့ထက်ဝက်ကျော်ပါပါတယ် ရရှိလာတဲ့သတင်းတွေအရမြောက်ကိုရီးယားကနောက်ထပ်အကန့်အသတ်ရှိတဲ့စစ်တီအင်အားတွေကိုခရက်ကိုထပ်မံဆင်လွှတ်ခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့ထိခိုက်မှုနှုန်းမြင့်မားတာဟာခြေလင်တပ်ဖွဲ့တွေရဲ့ထိုးစစ်တွေကြောင့်ဖြစ်နိုင်ခြင်းအများဆုံးပါလို့ပါရှိပါတယ်။ဒီဘက်မှာကျရင်ဒါဟာတုံလုံးဆရာကောင်းတဲ့ကိန်းတန်းတစ်ခုဖြစ်ပြီးမြောက်ကိုရီးယားအတွက်အသက်ပေါင်းများစွာဆုံးရှုံးမှုကြီးတစ်ခုပါ။ဒါပေမဲ့စစ်ပွဲကိုနီးကပ်လိုက်ပါစောင့်ကြည့်နေသူတွေအတွက်တော့အံ့ဩစရာမဟုတ်ပါဘူး။စစ်ပွဲစကားတွေကမြောက်ကိုရီးယားကလည်းစစ်တီအများပြားဆုံးရှုံးခဲ့ရတာကိုဇွန်လ10ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့နောက်ထပ် Defense Intelligence Update မှာ ဖိတိန်ကာကွယ်ရေးဝန်ကြီးဌာနကရုရှားရဲ့ထိခိုက်မှုတွေဟာတသန်းကျော်သွားပြီလို့ထုတ်ဖော်ပြောဆိုထားပါတယ်။ရုရှားနဲ့နိုင်ငံတပ်ဖွဲ့တွေဟာ2020နှစ်မှာစတင်ခဲ့တဲ့ကျူးကျော်စစ်ကလေးကစစ်သည်တသန်းလောက်တေဆုံးဒဏ်ရာရထိခိုက်ခဲ့တာဖြစ်နိုင်ပါတယ်။ဒီထဲမှာ2000ကျော်လောက်ဟာတေဆုံးဒါမှမဟုတ်ပျောက်ဆုံးနေတာလည်းဖြစ်နိုင်ပါတယ်။ဒါဒုတိယကမ္ဘာစစ်နောက်ပိုင်းရုရှားရဲ့အဆိုးအဆုံးစစ်ပွဲဆုံးရှုံးမှုပါပဲ။အဲ့ဒီအထိတ်မှာပဲရုရှားဟာ2025မှာရင်စစ်သည်နှစ်သိန်းကျော်ထိခိုက်ခဲ့ပြီးယူကရိန်းစစ်ဦးစီးချုပ်ရဲ့အဆိုအရနိုင်စင်ပြည်မြရုရှားစစ်သည်1250ကျော်ထိခိုက်နေတယ်လို့လည်းပါရှိပါရင် ရုရှားကဆင့်အားကြီးမာပြီးယူကရိန်းဒေသရဲ့မြေမြင့်တပြင်းနဲ့ရာသီဥတုကိုပြင်းပြီးကျွမ်းဝင်တဲ့စစ်သားတွေရှိနေပေမဲ့တစ်ဖက်မှာလည်းအခုလိုကြီးမားတဲ့ဆုံးရှုံးမှုတွေရှိခဲ့ပါရင်မြောက်ကိုရီးယားတပ်ဖွဲ့တွေကတော့ရေစိမ်းမြေစိမ်းကလာကြတဲ့သူတွေဖြစ်ပြီးဒီစစ်ပွဲအတွက်ကတုတ်ကရိုက်ပြင်ဆင်မှုတွေရဲ့မတိကျမသေးချာမှုတွေနဲ့အတူဒီစစ်ပွဲတွေပြည့်သွင်းခံရတာပါကမ္ဘာတဝန်းကစီးရီးလေးလာသူတွေနဲ့ကျွမ်းကျင်သူတွေကမြောက်ကိုရီးယားကြီးကျယ်ဆုံးရှုံးမှုတွေရှိလာနိုင်မယ်လို့မှန်မှန်ကန်ကန်ခန့်မှန်းခဲ့ကြပါရင်ဥပမာအနေနဲ့ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းကတောင်ကိုရီးယားမျိုးသားကာကွယ်ရေးဝန်ကြီးကင်ယန်ဟွန်းက မြောက်ကိုရီးယားတပ်ဖွဲ့တွေကိုရုရှားအတွက်အမြောက်စာလို့တရော်ခေါ်ဝေါ်ခဲ့မှုပါတယ်။ယူကရိန်းတမ်မရာဗိုလိုဒီမာဇယ်လန်စကီကလည်း2024ခုနှစ်နောက်ပိုင်းမှာအမြောက်စာဆိုတဲ့စကားကိုထပ်ဆင့်ပြောကြားခဲ့ပြီးအက်စတိုနီးယားကာဝေးထောင်လိုင်းဌာနရဲ့တံမိုးဝင်ကြီးချုပ်ကလည်းမြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကိုတန်ရရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကီမီဆဲကမြောက်ကိုရီးယားစစ်သားတွေဟာတောင်တန်းဒေသတွေကိုတိုက်ခိုက်ဖို့လေ့ကျင့်ထားလေးရှိပြီးမြောက်ကိုရီးယားပိုင်တဲ့80ရာခိုင်နှုန်းလောက်ဟာတောင်တန်းနေနဲ့တောင်ကုန်းနေပါဝင်တယ်လို့ဆိုပါတယ်။ဒါကြောင့်သူတို့ဟာယူကရိန်းရဲ့ပြည်ဝင်ဝင်နေထားတဲ့ရာသီဥတုကိုမြင်းနေတာကတိုက်ခိုက်ရေးစစ်ဆင်မှုကိုပုံမခက်ခဲစေနိုင်တယ်လို့သူကပြောပါတယ်။ KBS ကစပြောခဲ့တာကသူတို့ရဲ့လေ့ကျင့်မှုမှာဒီလိုအခြေအနေတွေမှာတိုက်ခိုက်ရေးစစ်ဆင်မှုတွေမပါဝင်ဘူး။ ရုရှားဖယ်ရင်းရှင်းမှာသူတို့ရတဲ့လေ့ကျင့်မှုတွေကအရေးသေးသိမ်းမဖြစ်ပါဘူး။ဒါကြောင့်မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာယူကရိန်းမှာအကြီးကျယ်ဆုံးရှုံးမှုတွေရှိနိုင်ပြီးရုရှားတပ်တွေထက်တော်မှာပိုများတဲ့ဆုံးရှုံးမှုတွေဖြစ်နိုင်တယ်လို့ကျွန်တော်တို့မျှော်လင့်နိုင်ပါတယ်လို့ဆိုပါတယ်။သူပြောတာမှန်ပါတယ်။ကင်ဂျွန်ကသူ့ရဲ့လေ့ကျင့်ထားတဲ့တပ်ဖွဲ့တွေယူကရိန်းကိုအရှင်ဟုန်နဲ့ဝင်ရောက်ပြီးရုရှားကိုအောင်းဝဲရောက်အောင်ကူညီပေးလိမ့်မယ်လို့စေကူးနဲ့တိုက်အင်ဆောက်ခဲ့ပုံရပါတယ်။အခုတော့သူဟာတင်ဆောင်သွားသူတွေအတွက်အောင်းမွေပွဲအခမ်းအနားတွေနဲ့အထိမ်းအမှတ်တွေပြင်ဆင်နေရပါပြီ။ရုရှားရဲ့ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်ပြီးလက်ရှိမော်စကိုလုံခြုံရေးကောင်စီအတွင်းရေးမှူးစာကီ ဆောင်ကူကလည်းမကြသေးခင်ကမြောက်ကိုရီးယားခေးစင်ကနေပြန်လာပြီးအောင်းမွေဝဲအစီအစဉ်တွေကိုရုရှားအစိုးရမီဒီယာစီထုတ်ဖော်ပြောကြားခဲ့ပါရင်မော်စကိုနဲ့ပျုံယမ်းတဲ့ခုလုံးကကြာဆုံးသွားတဲ့စစ်တီတွေကိုဂုံပြုဖို့အစီအစဉ်တွေရှိတယ်လို့သူကရှင်းပြခဲ့ပါရင် ကျွန်တော်တို့နိုင်ငံတော်အကြီးအကဲတွေဟာစစ်စင်ရေးမှာပါဝင်ခဲ့တဲ့ကိုရီးယားပြည်သူတပ်မတော်ရဲ့စစ်တီတွေရဲ့သူရဲကောင်းဆန်မှုကိုအတိအမှန်ပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။အထူးသဖြင့်ရုရှားပိုင်တဲ့လူမျိုးရေးတိုက်ပွဲတွေမှာတေဆုံသွားတဲ့ကိုရီးယားစစ်တီတွေကိုအမှတ်ရဖို့ရုရှားနဲ့မြောက်ကိုရီးယားမှာအထိမ်းအမှတ်အဆောက်အုံတွေဖွင့်လှစ်ဖို့ဆွေးနွေးခဲ့ပါတယ်။ဒီအတွက်ရုရှားဘက်ကပူးပေါင်းပါဝင်ပြီးပြည်ယံမှာတပ်ဆိုင်ရာအထိမ်းအမှတ်အဆောက်အုံနဲ့ပြားရိုက်တစ်ခုဖန်တီးဖို့ခီးစဉ်အတွင်းဆွေးနွေးခဲ့ပါတယ်လို့သူကပြောခဲ့ပါတယ်။ဒီလိုတပောင်းများစွာဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာတော့နိုင်ငံများအစုရဲ့ခေါင်းဆောင်တွေဆိုရင်နောက်ထပ်ကုတ်တက်သားတွေကိုတင်ရင်းနဲ့ထပ်ပို့ဖို့နှစ်ခါလောက်ပြန်စင်းသားကြပါပါ ဒါပေမဲ့ခေါင်းဆောင်ကင်ဂျွန်အုန်းကတော့မြောက်ကိုရီးယားပြည်သူတွေရဲ့အသက်တွေကိုနောက်ထပ်စတင်ဖို့နည်းနည်းလေးတော့စိုးထိတ်တိုးထိတ်နေရမှရှိပါဘူး။ရှိုကူကလည်းပျောင်ယန်းကသူ့ပြည်သူ6000ကိုရုရှားရဲ့အနေအများဆုံးနေရာတွေကတခုဖြစ်တဲ့ correct overlap ကိုထပ်မံစေလွတ်ဖို့ဂရီးပြုတ်ထားတယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ပေါ်ပြီးတိတိကျကျပြောရရင်ပျောင်ယန်းကနေပြက်စီးနေတဲ့ဒေသတွေကိုပြန်လည်တည်ဆောက်ဖို့အတွက်စောင့်လို့ရေလုံသား9000နဲ့ပေါက်ကွဲပြက်စီးတွေအတားဆီးတွေခန်းထဲတွေကိုကင်တွယ်ဖို့အထူးလေ့ကျင့်ထားတဲ့အင်ဂျင်နီယာ1000ကိုဆေးလွှတ်ဖို့သဘောတူခဲ့တယ်လို့သတင်းရရှိပါတယ်။ ရှုခုကဒီလိုနေရဲ့လုပ်ငန်းတာဝန်ကိုရှင်းပြခဲ့ပါတယ်။မြောက်ကိရိယနိုင်ငံတော်ရင်းအားကော်မတီဥက္ကဋ္ဌကင်ဂျုံကရုရှားပိုင်နက်ကမြေမြုံမိုင်းတွေကိုရှင်းလင်းဖို့စစ်အင်ဂျင်နီယာတထောင်ကိုရုရှားကိုဆင်လွတ်ခဲ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါအပြင်ကျူးကျော်သူတွေဖြည့်ဆည်းခဲ့တဲ့အခြေခံအဆောက်အုံတွေကိုပြန်လည်တည်ဆောက်ဖို့စစ်ဘက်ဆောက်လုပ်ရေးလုံသား9000ကိုလည်းဆင်လွတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်လို့သူကဆိုပါတယ်။ရှုခုကအလုံသမားတွေနဲ့အင်ဂျင်နီယာတွေရောက်ရှိမဲ့အချိန်စရာကိုမပြောပြခဲ့ပေမဲ့ရုရှားတို့ကတော့ဆောက်လုပ်ရေးပြုပြင်ရေးသမားကြီးတို့ကိုအသင့်ဆောင်တိုင်းနေကြပါပြီ။ ဒီလိုအချင်းချင်းဆုံးရှုံးမှုတွေရှိပြီးသားဖြစ်ပေမဲ့မြောက်ကိုရီးယားကဘာကြောင့်သူ့လူတွေဒီလောက်များများကိုသွေးချောင်းဆင်းနေတဲ့စစ်မြေပြင်နဲ့ဆေးလုပ်ချင်ရတာလဲရုံရှင်ပြီးတိတာထင်ရှားတဲ့ဖြေကတော့ပတ်စံပါပဲမြောက်ကိုရီးယားသူ့တွေဒီနဲ့ CIA အရာရှိဟောင်းဆွန်ကင်းကမြောက်ကိုရီးယားကူတွေကိုရုရှားကိုပို့တာဟာကင်ဂျွန်အုံတဲ့မမြန်ဆန်ဆန်နဲ့ယုံကြည်စိတ်ချရတဲ့ပတ်စံရှာနေတနည်းပါဒါကြောင့်ရေတိုမှာကင်ကရုရှားကိုလွန်ယားပေးပြီးပတ်စံရပါတယ်ရေရှင်မှာတော့အရေးကြီးတဲ့စစ်ဘက်ဆိုင်ရာနည်းပညာတွေရရှိတာကသူ့ရဲ့ချင်းချောင်းနိုင်စွမ်းကိုပဲပိုအားကောင်းစေမှာပါလို့ရှင်းပြခဲ့ပါတယ် ဒီအချက်အတွေကိုမြောက်ကိုရီးယားကရုရှားကိုခဲယမ်းနေစစ်ဘက်သုံးပစ္စည်းတွေနဲ့စစ်တီတွေစပြီးပို့ဆောင်ပေးခဲ့တဲ့ကစီးပွားရေးအကြီးကျယ်ထောက်ပံ့မှုတွေနဲ့ငွေကြေးအမြောက်များရရှိခဲ့တယ်ဆိုတဲ့သတင်းအများအပြားကထောက်ခံနေပါတယ်။ဒါကြောင့်တောင်ကိုရီးယားရဲ့ရုရှားဆိုင်ရာတာဝန်ဟောင်းဝူဆောင်လက်ကမြောက်ကိုရီးယားကရုရှားကိုကူညီတာဟာပြုံရန်အတွက်လုံးဝမစိုးတဲ့သဘောတူညီချက်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ ။ရလအနေနဲ့မြောက်ကိုရီးယားကအခွင့်အရေးများစွာနဲ့အကျိုးကျေးဇူးတွေရရှိနေတာကိုတောင်ကိုရီးယားရဲ့ထိပ်တန်းထောက်လှမ်းအေဂျင်စီဖြစ်တဲ့ National Intelligence Service ISA ကရုရှားကိုစေလွှတ်တဲ့မြောက်ကိုရီးယားစစ်သားတူးစီကိုတစ်လဒေါ်လာ2000လောက်ပေးနေတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။မြောက်ကိုရီးယားအလုပ်သမားတွေကဒေါ်လာကိုဒေါ်လာ100လောက်ရတယ်လို့ဆိုပါရင်ဒါရင်အလုံးပေါင်းလိုက်ရင်မြောက်ကိုရီးယားအတွက်ဒေါ်လာ300အထိရဲ့ဝင်ငွေဖြစ်လာနိုင်ပါတယ်။ကျွမ်းကျင်သူအများပြားကတော့ဒီငွေတွေရဲ့အများစုဒါမှမဟုတ်အလုံးကကင်ဂျွန်အုံးရဲ့အိတ်ထဲကိုဓာတ်ရိုက်ရောက်တယ်လို့ယုံကြည်ကြပါရတယ်။ ကာဝေးသူတွေတည်နဲ့မြောက်ကိုရီးယားထူးကျွမ်းကျင်သူဘရုတ်ဝမ်ဘန်နာကတ်ကရုရှားကနေရတဲ့မျိုးတွေဟာပါတီစီတိုင်းရောက်ပြီးအဲဒီကနေကင်မီတာစုစီရောက်သွားတယ်လို့ကျွန်တော်တန်ရားရှိပါတယ်လို့ပြောခဲ့ပါတယ်။သူကစစ်သားတွေကိုယ်တိုင်ကိုတော့အနေငယ်ဒါမှမဟုတ်ဘာမှပေးတာမရှိနိုင်ပါဘူးလို့လည်းထည့်ပြောခဲ့ပါတယ်။2000ပြည်နယ်အစောပိုင်းကထွက်ပြေးခဲ့တဲ့မြောက်ကိုရီးယားစစ်သားဟောင်း2ကလည်းဒီအကဲဖြတ်မှုကိုထပ်ဆင့်ထောက်ခံပေးခဲ့ပါတယ်။စစ်တီတွေကိုရမုံငွေရောက်မလားလို့မေးတဲ့အခါသူကသူတို့ရောက်ချင်းရမှာမဟုတ်ဘူးလို့ဖြေဆိုခဲ့ပါတယ်။ ဒါဆိုရင်တော့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ကသူ့လူတွေကိုတေတွင်းနဲ့ပို့ပြီးဇိုင်းငံဖြစ်စည်းတွေနဲ့ခန်းထားတဲ့ဘွားကိုဆက်လက်ဖျက်ဆီးနိုင်မှာပါ။ဒါ့အပြင်သူ့နိုင်ငံမှာမကြာသေးခင်ကဖြစ်ပေါ်ခဲ့တဲ့အစားအစာပြက်လက်မှုတွေစီးပွားရေးကြာဆင်းမှုလိုမျိုးအဓိကအချက်အသေးတချို့ကိုလည်းဖြေရှင်းနိုင်မှာပါ။ဝေကရှင်းပြထားတာကမြောက်ကိုရီးယားကတနစ်ကိုစံတန်ချင်း၄တန်းထုတ်လုပ်တယ်ပြောပေမဲ့တကယ်တမ်းကျတော့နိုင်ငံကိုကျွေးမွေးဖို့လိုအပ်တာထက်တန်ချင်းတသက်လောက်လုံနေပါရင်ရုရှားကစံတန်ချင်း၆သိန်းကနေ9သိန်းပေးမယ်ဆိုရင်ဒါကမြောက်ကိုရီးယားကတနစ်တာလိုအပ်ချက်ရဲ့ထက်ဝက်ကျော်ကိုဖူလုံစေမှာပါလို့ဆိုပါရင်သူကအမြောက်ကြီးဖောက်ရုံသူ့ရဲ့ စစ်သားရုပ်သေးလေးတွေကိုရုရှားစီနေနေလေးထိုးလိုက်ရောင်းရုံနဲ့ပြောင်းရန်ကစံတန်ချင်းတင်းချီပြီးဝန်နိုင်ပါတယ်လို့လည်းထပ်ပြောခဲ့ပါတယ်။ဒီနေ့အဖြစ်ကမ္ဘာတဝန်းကနိုင်ငံများပြားကမြောက်ကိုရီးယားကိုရှောင်ပယ်ပိတ်ဆို့နေတဲ့အတွက်သူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့ရှာတွေ့နိုင်တဲ့မဟာမိတ်အနေငယ်တွေကတူးဖြစ်တဲ့ရုရှားကိုမိခိုးနေရတာပါ။ တန်ကိုရီးယားရဲ့ IS ကထုတ်ပြန်တဲ့အစီရင်ခံစာရင်းအရရုရှားကမြောက်ကိုရီးယားကိုအစင်းမြင့်အာကာသနည်းပညာတွေမျှဝေပေးနေပြီးစစ်ဘက်ထောင်လန်းရေးဂျိုဒူလိုမျိုးအစင်းမြင့်ဟာဝဲတွေနှွင့်တင်ရမှာပျော်ရွှမ်းကိုကူညီတယ်လို့ဆိုပါရင်ဒါပေမဲ့ကင်ဂျွန်အုန်းရဲ့မြောက်ကိုရီးယားအတွက်အကြီးမားဆုံးနဲ့အကောင်းဆုံးအကျိုးကျေးဇူးကတော့ရုရှားကမြောက်ကိုရီးယားရဲ့အင်းနီချင်းတန်ကိုရီးယားကိုကျူးကျော်ဖို့ဒါမှမဟုတ် ဒါရိုက်ပနိပကာစတဲ့ဘောဆုံးဖြတ်ခဲ့ရင်ကိုငြိပန်ပေါ်ပြီးဘေးကနေတိုက်ပွဲဝင်မနိုင်တာပါပဲ။ဝီယက်ဗျောစကားရမြောက်ကိုရီးယားကရုရှားတဲ့တိုက်ပွဲဝင်တာမှတ်တမ်းတင်ထားပါတယ်။ကိုရီးယားကျွန်းစွေမှာစစ်ပွဲဖြစ်ခဲ့ရင်မြောက်ကိုရီးယားကရုရှားလာရောက်ကူညီမယ်လို့မျှော်လင့်နိုင်ပါပြီလို့ဆိုပါတယ်။ ယူကရိန်းစစ်ပွဲအကြောင်းရုရှားစစ်တပ်ဟာတဖြည်းဖြည်းနဲ့အင်အားချင်းနဲ့လာပေမဲ့ကိုရီးယားကျွန်းဆွယ်ပြည်ပခါတစ်ခုခုဖြစ်ပွားခဲ့ရင်မြောက်ကိုရီးယားအတွက်ကြီးမားတဲ့မဟာမိတ်ဖြစ်ရပ်တည်နေမှာဖြစ်ပြီးတောင်ကိုရီးယားနဲ့သူ့ရဲ့မဟာမိတ်တွေအတွက်တော့ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်။ရုရှားရဲ့ကြောထောက်နောက်ခံပြုမှုကကင်ဂျွန်အုံးဒီလိုပြည်ပခါမျိုးကိုလိုချင်ခဲ့တဲ့လိုအပ်ခဲ့တဲ့အရာဖြစ်နိုင်ပါရင်ဒါဟာတောင်ကိုရီးယားရဲ့ဂျပန်အပါအဝင်အာရှတဝန်းကတခြားနိုင်ငံတွေကရုရှားမြေပြင်ပေါ်မှာမြောက်ကိုရီးယားရဲ့ဆက်လက်ထောက်ပံ့မှုတရင်ကိုအင်အားသင့်ပြီးကြောင်းဝင်ခဲ့ကြတဲ့အထူးအကြောင်းရင်းတွေကတစ်ခုပါပဲ။ ဂျပန်ဝန်ကြီးချုပ်ကရုရှားနဲ့မြောက်ကိုရီးယားကြားဆက်လက်ပူးပေါင်းဆောင်ရွက်မှုကအခုမှရောအနာဂတ်မှာပါကမ္ဘာလုံခြုံရေးကိုအနေနဲ့ဖြစ်စေနိုင်တယ်လို့နက်နက်ရှိုင်းရှိုင်းစိုးရိမ်ကြောင်းပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံသားဝန်ကြီးဌာနကလည်းပြင်းထန်စွာစိုးရိမ်မကင်းဖြစ်ကြောင်းဖော်ပြခဲ့ပြီးတော့ကျွန်ုပ်တို့အစိုးရကနိုင်ငံတကာမိဖက်များနဲ့ပူးပေါင်းပြီးရုရှားနဲ့မြောက်ကိုရီးယားကြားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာချင်းနေများကိုအနီးကပ်စောင့်ကြည့်နေပါတယ်လို့ပြောကြားခဲ့ပါတယ်။ဆိုရင်နာကတော့အမြဲတမ်းပဲဗျာမြောက်ကိုရီးယားရဲ့လုံရဲ့တေဟာကုလသမဂ္ဂပိတ်ဆို့အရေးယူမှုတွေကိုတိုက်ရိုက်ချိုးပေါက်တာဖြစ်တယ်လို့ဆိုးကလည်းပြောကြားထားပြီး မြောက်ကိုရီးယားကရုရှားကိုပိုကူညီလေလေကိုရီးယားကျွန်းဆင်မှာဖြစ်လာနိုင်တဲ့ပဋိပက္ခတွေမှာရုရှားကမြောက်ကိုရီးယားကိုဝင်ရောက်ကူညီဖို့ပိုဖြစ်နိုင်လေလေဆိုပြီးမဲ့တောင်ကိုရီးယားမှာစွန့်ရင်မှုတွေတိုးလာနေပါတယ်။ဒါအပြင်ကျွမ်းကျင်သူတွေကမြောက်ကိုရီးယားတပ်ဖွဲ့တွေကရုရှားယူရိန်းစစ်ပွဲကနေအရေးကြီးပြီးတန်ဖိုးရှိတဲ့စစ်ပွဲအတွေ့အကြုံနဲ့လေ့ကျင့်မှုတွေရရှိနေပြီးဒါတွေကတောင်ကိုရီးယားနဲ့ဖြစ်လာနိုင်တဲ့စစ်ပွဲတစ်ခုမှာသူတို့ကိုအထောက်အကူဖြစ်နိုင်တယ်လို့ခိုင်မာဆိုကြပါတယ်။အခုလောလောဆယ်မှာတော့ကိုရက်ကိုပဲအာယုံဆိုင်နေကြပြီးမြောက်ကိုရီးယားကရုရှားရဲ့အရေးကိုတရားဝင်တို့အပြည့်အဝကူညီနေပြီးနောက်ဆုံးဖို့ဒါမှမဟုတ်ထပ်မံအထောက်ခံဖို့ရှောင်ရှားနေတဲ့အရေးအယံမရှိပါဘူး။ အရင်ကအပြောင်းစာလိုခေါ်ခံခဲ့ရပေမယ့်ကြီးမားတဲ့ထိခိုက်မှုတွေရှိခဲ့ပေမယ့်မြောက်ကိုရီးယားတပ်တွေနဲ့အလုံသမားတွေကရုရှားစစ်ပွဲအတွက်အထောက်ကူပြုတဲ့ထိရောက်တဲ့အကူအညီတွေပေးနိုင်ခဲ့တယ်ဆိုတာကိုသတိပြုသင့်ပါတယ်။မြေပြင်ပေါ်မှာဆိုရင်ယူကရိန်းစစ်သားအများပြားဟာမြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့ခံတိုင်းရှိမှုစေအားထက်သန်မှုနဲ့ထူးခြားတဲ့စည်းကမ်းရှိမှုတွေကိုအံ့အားသင့်ခဲ့ရတယ်လို့ဝန်ခံထားကြပါတယ်။ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးက တို့ကငဲပဲတယ်စိတ်အားထက်သန်တယ်ကိုခန္ဓာချမ်းခိုင်တယ်ရဲရင်တယ်ကနက်တွေကိုကောင်းကောင်းအတူပြုနိုင်တယ်စီကံလေးရှိတယ်ကောင်းမွန်တဲ့ခြေလင်းတက်သားတယောက်အတွက်လိုအပ်တဲ့အရာအလုံးတို့မှရှိရလို့ပြောခဲ့ပါတယ်မြောက်ကိုရီးယားစစ်သားတွေအောင်ဖမ်းမခံရအောင်ကိုယ့်ကိုတက်တည်ဖို့တော့ဝင်မလေးချဘူးလို့လည်းထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်တို့ကဖမ်းခံရမယ်ဆိုရင်မြန်မာနဲ့ကိုယ့်ကိုဖောက်ခွဲပြစ်ကြတယ်လို့သူကဆိုပါတယ် ယူကရိန်းစစ်သားဖွန်တာကလည်းဒီအချက်တွေကို Facebook ပေါ်တစ်ခုမှာအတည်ပြုခဲ့ပါတယ်။ရန်သူကအဖမ်းမခံဘူးသူတို့ကပုံစံလိုတိုင်းကိုယ့်ကိုရှင်းပြကြတယ်။ခေါင်းနာနီးနီးမှာလက်ပြပုံတစ်လုံးနဲ့သွားတယ်။စစ်မြေပြင်မှာကျန်ခဲ့တဲ့သူတွေကိုတော့အမိလောင်လွယ်တဲ့အရေးတွေနဲ့လောင်းပြီးမီးရှို့ပစ်ကြတယ်လို့သူကရေးသားထားပါတယ်။ဖွန်တာကမြောက်ကိုရီးယားရဲ့နေပြည်တော်ပိုင်းဆိုင်ရာသိမြင်နဲ့တနက်ငယ်တွေအပေါ်ဆွမ်းရည်ကိုလည်းသဘောကျခဲ့ပြီးသူတို့ကစိတ်ပိုင်းဆိုင်ရာခံနိုင်ရှိမှုကိုပြသတာတယ်။စဉ်းစားကြည့်တယောက်ကပြင်းပြီးအာယုံဆိုင်ခင်အောင်လုပ်တယ်။နောက်တစ်ယောက်ကချုံကိုတိုက်ခိုက်ပြီးဒရုန်းကိုတီးကြတဲ့ပစ်ချက်နဲ့ပစ်ချတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။ဒီဝန်ခံချက်တွေကမြောက်ကိုရီးယားစစ်သားတွေရဲ့လာလာနဲ့ချင်းချောက်နိုင် ိုင်မှုကိုပြသနေခဲ့ပါတယ်။ရုရှားဘက်ကလည်းမြောက်ကိုရီးယားတပ်ဖွဲ့တွေကိုချီးကျူးကြောင်းအရင်အမြင့်အမျိုးမျိုးကဖော်ပြခဲ့ပါတယ်။သမ္မတပူတင်ကိုရိုင်းကကိုရက်ကိုပြန်လည်ထိန်းချုပ်ရမှာသူတို့ဟာအဓိကအခန်းကဏ္ဍကနေပေါဝင်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ပူတင်ဟာရုရှားပြည်သူတွေဟာကိုရီးယားအထူးတပ်ဖွဲ့တွေရဲ့သူရဲကောင်းဆန်မှုကိုဘယ်တော့မှမမေ့ပါဘူး။ရုရှားတွေကျွန်တော်တို့ရဲ့ဘုံလုံးလက်ခွင့်အတွက်အသက်ပေးခဲ့တဲ့ကိုရီးယားသူရဲကောင်းတွေကိုသူတို့ရဲ့ရုရှားညီကိုစစ်သားတွေနဲ့ဒန်းတူအကမဲတန်းဂုံပြူသွားမှာပါလို့ဆိုခဲ့ပါတယ်။ ဒါကြောင့်မြောက်ကိုရီးယားဟာအမေရိကန်၊ဗြိတိန်၊ပြင်သစ်၊ဂျာမနီနဲ့ခြားနိုင်ငံများလိုပဲယူကရိန်းကခေါ်ဆိုနိုင်တဲ့မဟာမိတ်မျိုးနဲ့ရှင်ဘာမှမဟုတ်ပေမဲ့ရုရှားအတွက်ကတော့အထောက်အကူပြုတဲ့မိဖက်တစ်ခုပါပဲ။မြောက်ကိုရီးယားပြည်သူတွေဟာ Kremlin နန်းတော်ရဲ့ရည်မှန်းချက်တွေကိုအောင်မြင်အောင်ကူညီဖို့အသက်ကိုပါဆွန့်လွှတ်ဖို့အထိစိတ်သက်ပြင်းပြကြပါရင် တို့တို့ပြောရမယ်ဆိုရင်ရုရှားကိုသွားမယ်နောက်ထပ်ကိုရီးယား6000ကိုထင်သေးလို့မရပါဘူးတို့ရုရှားမျိုးဝါရှိနေချိန်အတွင်းတိတ်ဆုံးမို့ဒါမှမဟုတ်ပြင်းပြင်းထန်ထန်ဒဏ်ရာရဖို့ response များစွာရှိနေပေမယ့်ဒီအကြောအတွင်းမှာတော့ရုရှားတပ်ဖွဲ့တွေကိုတန်ဖိုးရှိတဲ့အထောက်အပံ့တွေပေးနိုင်မှာဖြစ်ပြီးယူကရိန်းတပ်ဖွဲ့တွေအတွက်ဘဝကိုပိုခက်ခဲစေမှာပါဒါမင်းဒီနယ်ရှိုင်းလာနေတဲ့ရုရှားမျိုးကိုရီးယားဆက်ဆံရေးဟာဘလောက်ထိနယ်ရှိုင်းမီအန္တရာယ်များလာနိုင်လဲဆိုတာကိုကမ္ဘာခေါင်းဆောင်များစွာကိုအတွေးပွားစရာဖြစ်လာစေခဲ့ပါရင်ကျွန်တော်တို့ရဲ့ဆင်းရဲပွဲကိုတော့ဒီနေ့ဖို့ဒီလောက်နဲ့ပဲတခမ်းရလိုက်ကြအောင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ